Mängla vaknja. Revolut Burma News Channel ကနေပြီးတော့ November လ18ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်။ပထမဆုံးတင်ဆက်ပေးရမယ်မြို့သိမ်းတိုက်ပွဲသတင်းကတော့သခိုင်းတိုင်းပလဲမြို့သိမ်းတိုက်ပွဲမှာစစ်ကောင်စီဘက်ကစစ်တုံးဘက်25ဦးကိုဖမ်းဆီးရရှိခဲ့ပြီးတော့လက်နက်အများအပြားသိမ်းဆီးရရှိကာပလဲမြို့ကိုသိမ်းပိုက်နိုင်ခဲ့တယ်လို့စစ်ကောင်စီရဲ့စစ်ကူများကြောင့်ပြန်လည်ဆုတ်ခွာပေးခဲ့ရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ November လ17ရက်နေ့မနက်၄နာရီခွဲအချိန်ကစပြီးတော့ပလဲမြို့သိမ်းစစ်စင်ရေးကိုစတင်ခဲ့တယ်လို့သိရပါတယ်။စစ်စင်ရေးစတင်ပြီးတဲ့နောက်48နာရီခန့်အကြာမှာပလဲ ဲမြို့ပေါ်မှာရှိတဲ့စစ်ကောင်စီရဲ့နောက်ဆုံးခံတပ်ဖြစ်တဲ့မြို့နယ်ထွေးအုပ်ယုံနယ်မြို့မရဲစခန်းတို့ကိုထိမ့်ချုပ်နိုင်ခဲ့ပြီးတော့ပလဲမြို့ကိုသိမ်းပိုက်နိုင်ခဲ့တယ်လို့သိရပါတယ်။လေကြောင်းပြည့်ကူအများပြားကြားတဲ့ကနေပြီးတော့အချိန်တုံးအတွင်းမှာထိမ့်ချုပ်နိုင်ခဲ့ခြင်းဖြစ်ပြီးတော့ဆက်လက်ထိမ့်ချုပ်ထားနိုင်ရန်အတွက်အဖက်ဖက်ကပြင်ဆင်စ조사ဆောင်ရွက်ခဲ့ကြတယ်လို့သိရပါတယ်။စစ်ကောင်စီလက်အောက်ခံနာမခ တရဦးလေတပ်ရှမ်းတဲလေတပ်မကွေးကလခါတို့ကလေချောင်းပစ်ကူအခောက်ရီ80ကျော်ပစ်ကူပေးတဲ့ဂျားတွေကနေပြီးတော့ပလဲမျိုးကိုတိုက်ခိုက်သိမ့်ပိုက်ထိမ့်ချုပ်နိုင်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။စစ်စင်ရေးအတွင်းမှာ BNI ကကြာဆုံးရဲပေါ်ကိုဦး BNI ကထိခိုက်ဒဏ်ရာရရှိသူ10ဦးနဲ့ ဂျီဇက်အေကတူးတို့ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။မြေပြင်စစ်ကူဖြတ်တောက်ခြင်းလုပ်ငန်းများကိုအဖက်ဘက်ကပြင်ဆင်နိုင်ခဲ့တော်လေ။ဝေဟင်ကနေပြီးတော့တပ်အင်အားစစ်ကူချခြင်းဝေဟင်ကပြစ်ကူပေးခြင်းများကိုဖြတ်တောက်ရန်ခတ်ခဲတဲ့အတွက်ကြောင့်နိုဗ ెంబ ာလ14ရက်နေ့စစ်စင်ရေး၄ရက်မြောက်ညနေပိုင်းမှာမြို့ပေါ်ကနေပြန်လည်ဆုတ်ခွာပေးခဲ့ရတယ်လို့သိရပါတယ်။ပလဲမြို့အသိစစ်စင်ရေးအတွင်းမှာစစ်ကောင်စီဘက်ကစစ်တုံးဘန်း25ဦးကိုထိမ့်သိမ်းနိုင်ခဲ့ပြီးတော့စစ်တုံးဘန်းဥပဒေနဲ့အညီထိမ့်သိမ်းထားတယ်လို့သိရပါတယ်။စစ်စင်ရေးအတွင်းမှာ MA1 5လက် MA2 5လက် MA3 6လက် ် MA4 ထောက်တွဲတလက် G3 6လက် G4 2လက် Pistol MA5 တလက် M9 ဘုံဒီ60လုံးလက်ပစ်ဘုံ2လုံးတိုင်ပိုင်း3လုံးနင်းပိုင်း3လုံးလက်ပစ်စနက်တန်6ခုတိုင်ပိုင်းဖြူ3ခု G3 G နဲ့ Kabasa 5.56G အများအပြား G3 G ပေါက်အပို4ခု MA G ပေါက်အပို26ခုတို့ကိုတင်စီရမိခဲ့တယ်လို့သိရပါတယ်ပလဲမျိုးတင်ဆက်စင်ရေးကိုဘူနဂါရဲ့ ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် BNI ကဥဆောင်ပြီးတော့အညာညီနောင်များဖြစ်တဲ့ Generation Z Army ဂျီဇက်အိမ်နဲ့ရေစကြိုကလက်တံပြောင်တဲ့ဘိုးအောင်မောင်ရဲ့ Southern ရေစကြို SYSO တို့ကစနစ်တကျလှုပ်ဆောင်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။ချင်းညီနောင်ဆက်စင်ရေး CB Operation နဲ့ချိတ်ဆက်ပြီးတော့ Coordinated Movement အနေနဲ့လှုပ်ဆောင်ခဲ့ခြင်းဖြစ်တဲ့အတွက်ကြောင့်အခုလိုမျိုးအချိန်အတိုင်းအတာအထိကိုအောင်မြင်မှုရရှိခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။ချင်းညီနောင်ဆက်စင်ရေးမှာလည်းအညာညီနောင်နှစ်ဖော်ဖြစ်တဲ့ BNI နဲ့ GZA တို့အနေနဲ့ ်ပါဝင်ပြီးတော့ဆင်နွှဲခဲ့ကြတယ်လို့သိရပါတယ်ပလဲမျိုးတိုင်းစစ်စီရဲ့အတွင်မှာအရေးကြီးတဲ့ကျမ်းမာရေးစောင့်ရှောက်မှုအပါအဝင်လိုအပ်တာများကိုအချိန်နဲ့တပြေးညီတက်တက်ကြွကြွပူးပေါင်းဆောင်ရွက်ပေးပါတော့ပလဲမျိုးနဲ့ပကဖဒူတာဝန်ကဒေါက်တာနန်းဝင်းကိုလည်းကျေးဇူးတင်ရှိကြောင်း BNI ကသတင်းထုတ်ပြန်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်မြို့သိမ်းတိုက်ပွဲသတင်းကတော့ချင်းပြည်နယ်မင်းတပ်မြို့သိမ်းဆက်ဆင်ရေးကိုမင်းတပ်မြို့နယ်ချင်းဒေသကာကွယ်ရေးတပ် CDF မင်းတပ်ပါဝင်တဲ့ချင်းကြီးနောင်မဟာမိတ်တပ်များကဆင်နွှဲလျက်ရှိရာမနေ့ကညနဲ့ဒီကနေ့မနက်မှာတိုက်ပွဲတွေဆက်လက်ပြင်းထန်နေတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ချင်းကြီးနောင်တွေဟာ နိုဝင်ဘာလ9ရက်နေ့ကစတင်ပြီးတော့မင်းတပ်နဲ့ဖလန်းမျိုးအခြေစိုက်စစ်ကောင်စီတပ်များကိုတိုက်ခိုက်နေကြောင်းအသိပေးထားတော်လဲစစ်ရဲအခြေအနေအသေးစိတ်ကိုတော့ထုတ်ပြန်ထားခြင်းမရှိသေးဘူးလို့သိရပါတယ်တိုက်ပွဲတွေကတော့ပြင်းပြင်းထန်ထန်ဆက်ဖြစ်နေတဲ့လေကြောင်းကလည်းအခုပြောနေတဲ့အချိန်မှတော့မှတောက်လျှောက်လေကြောင်းရှိနေတယ်မနေ့ကဆိုရင်လည်းတညာလုံးလိုလိုအပြင်းထန်တိုက်ပွဲတွေရှိတယ် လေကြောင်းတိုက်ခိုက်နေတယ်လို့ CDF မင်းတပ်ပြောရေးဆိုခွင့်ရှိသူ Slime Haon ကမင်းတပ်မျိုးအစ်စစ်ချင်းရေးအခြေအနေအကျဉ်းကိုပြောပြထားပါတယ်ဒေသခံတအုပ်ကလည်းမင်းတပ်မျိုးအခြေအနေကိုအသိပေးထားရမှာဒီကနေ့ November 18ရက်နေ့မနက်ပိုင်းမှာမင်းတပ်မျိုးပေါ်နေရာများကို112ဘုံကျဲလေရင်ကနေပြီးတော့ဘုံများကျဲချတိုက်ခိုက်လျက်ရှိတယ်လို့ပြောဆိုထားပါတယ်ဘုံအလုံးကြီး90ခန့်ကျဲချတိုက်ခိုက်ခဲ့ရမှာပြည်သူတွေရဲ့နေအိမ်တချို့ပျက်စီးမှုရှိခဲ့တယ်လို့လည်းဖော်ပြထားပါတယ်ဒါအပြင် ခလိုက်ရနှစ်ခွန်လေးတရင်ကစစ်ကောင်စီတပ်ဖွဲ့ဝင်များကပြည်သူလူထုရဲ့နေအိမ်တချို့ကိုဆက်လက်ပြီးတော့မီးရှို့နေတယ်လို့ပြောဆိုထားပါတယ်။စစ်ကောင်စီတပ်ဟာမင်းတပ်မျိုးပေါ်တိုက်ပွဲတွေစတင်ချိန်ကတည်းကမျိုးပေါ်မှာရှိတဲ့ပြည်သူလူထုရဲ့နေအိမ်များကိုရည်ရွယ်ချက်ရှိရှိနဲ့မီးရှို့ဖျက်ဆီးမှုများဇက်တိုက်ပြုလုပ်နေခြင်းဖြစ်တယ်လို့သိရပါတယ်။မင်းတပ်မျိုးပေါ်မှာတိုက်ပွဲများဇက်တိုက်ရှိနေတာနဲ့ဤသူမြေပြင်မှာလည်းလိုအပ်ချက်များရှိနေကြောင်း CDF မင်းတပ်ရဲ့ပြောရေးဆိုခွင့်ရှိသူ Slime Haon ကပြောဆိုထားပါတယ်။ဒါကြောင့်လက်ရှိမင်းတပ်မျိုးသိန်းတိုက်ပွဲဆစ်စင်ရေးအတွက်ရည်ရွယ်ပြီးတော့ပြုလုပ်နေတယ်။ တောင်ဇလက်မြေရမုံငွေရှာဖွေမှုလှုပ်ရှားမှုမှာပြည်သူများအနေနဲ့ပူးပေါင်းပါဝင်ပေးကြရန်တိုက်တွန်းထားပါတယ်။ CDF မင်းတပ်ရဲ့ရမုံငွေရှာဖွေရေးကော်မတီဟာမင်းတပ်မျိုးကမြေခွက်နှစ်ကွာ၊ထီလန်မျိုးအနီးမြေခွက်တစ်ကွက်ကိုကန့်ဆန်းမဲ့အဖြစ်နဲ့ရောင်းချတဲ့တောင်ဇလက်မြေကမ်ပိန်းကို November 1ရက်နေ့ကနေ30ရက်နေ့အထိပြုလုပ်နေခြင်းဖြစ်တယ်လို့သိရပါတယ်။အဲ့ဒီရမုံငွေရှာဖွေမှုရရှိတဲ့ငွေအလုံးကိုမင်းတပ်မျိုးပြန်လည်သိမ်းယူနိုင်ရေးအတွက်ပေါ်ဆောင်တဲ့စစ်စင်ရေးမှာအတုံးပြုံမှာဖြစ်တယ်လို့ CDF မင်းတက်ကအတိပေးထားကြောင်းတင်ပြရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မန္တလေးတိုင်းမြင်းကြံမြို့နယ်အတွင်းစစ်ကြောင်းထိုးနေတဲ့အကြမ်းဖက်စစ်တပ်ကိုကြားဖြတ်တိုက်ခတ်ရာစစ်ကောင်စီတပ်သား9ဦးသေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နိုဝင်ဘာလ15ရက်နေ့မြင်းကြံမြို့နယ်တဲတော်ကြီးရွာကိုစစ်ကြောင်းထိုးဝင်ရောက်လာတဲ့အကြမ်းဖက်စစ်တပ်ကိုတော်လိုက်တပ်ဖွဲ့များကကြားဖြတ်တိုက်ခတ်ခဲ့တယ်လို့သိရပါဗါး။၎င်းတိုက်ခတ်မှုအတွင်းမှာအကြမ်းဖက်စစ်ကောင်စီတပ်သား9ဦးသေဆုံးပြီးတော့ထိခိုက်ဒဏ်ရာရရှိသူတွေလည်းများပြားခဲ့တယ်လို့သိရပါဗါး။တိုက်ပွဲအတွင်းမှာသေဆုံးခဲ့တဲ့စစ်သားအလောင်းများနဲ့ဒဏ်ရာရရှိတဲ့သူတွေကိုဆင်းရုံကိုကားနက်စီးနဲ့တဲဆောင်သွားတယ်လို့သိရပါဗါး။ တယ်လက်ရှိအချိန်မှာအကြမ်းဖက်စစ်တပ်စစ်ကြောင်းဟာမြင်းကြံမြို့နယ်အတွင်းဆက်လက်စစ်ကြောင်းထိုးနေပြီးတော့တော်လိုင်းတပ်ဖွဲ့များကတောက်လျှောက်လိုက်လံတိုက်ခိုက်နေတဲ့အတွက်တိုက်ပွဲများနေ့စဉ်ဖြစ်ပွားနေပြီးစစ်တပ်ကတိုက်ခိုက်ရေးရဟတ်ရဲများနဲ့လာရောက်ပစ်ခတ်မှုများရှိနေတယ်လို့သိရပါတယ် ပြည်သူအိုးအိမ်တွေကိုဝင်ရောက်လူရက်နေတဲ့မြင်းကြံကပြူစောတိခွေးတွေနဲ့စစ်ခွေးတွေကိုပြောချင်တာကတော့ကျွန်တော်တို့ကဒီလောက်နဲ့ရက်သွားမှာမဟုတ်ပါဘူး။တပွင့်ကျွေရင်တပင်လုံးဝေပြသွားမှာပါ။ဒီဘက်မှာတိုက်ပွဲကနေစဉ်ဖြစ်နေပါတယ်။မုံရွာနားမခကနေတက်လာတဲ့ MI-35 ကလည်းမြင်းကြံဘက်ကတိုက်ပွဲတွေမှာပြစ်ခတ်တာတွေရှိတယ်။စစ်ခွေးစစ်ကြောင်းကတော့ရှိနေသေးတယ်လို့မြင်းကြံ21 Guerrilla Force MDGF အဖွဲ့ကတာဝန်ရှိသူတို့ကပြောဆိုထားပါတယ်၎င်းတိုက်ခိုက်မှုကိုမြင်းကြံ21ပျောက်ကြားတပ်ဖွဲ့မြင်းကြံခရိုင်တပ်ရဲနှင့်တပ်ခွဲတင်းနဲ့မဟာမိတ်ပူးပေါင်းအဖွဲ့တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီးတော့တိုက်ပွဲအတွင်းမှာမြင်းကြံ21 Guerrilla Force MDGF အဖွဲ့ကရဲဘော်ဖော်ကာခေါ်နေမျိုးဦးကြဆုံးခဲ့ကြောင်းတင်ပြရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းတိုင်းရွှေဘုံမြို့မှာစစ်တပ်ကစစ်ဘေးရှောင်ပြည်သူနှအုပ်ကိုစိုက်ကဲရံမပေးတဲ့အတွက်ပြစ်တက်လိုက်ပြီးတဲ့နောက်လက်ပစ်ဘုံတွေ့ရှိတယ်ဆိုပြီးတော့၎င်း PDF များဖြစ်တယ်ဆိုပြီးတော့၎င်းသတင်းလိမ်လည်ပြီးတော့ထုတ်ပြန်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နိုဝင်ဘာလ15ရက်နေ့မနက်9:00အချိန်မှာရွှေဘုံမြို့အမှတ်3အခြေခံပညာကျောင်းရှိလမ်းမှာ စစ်တပ်ကဂိတ်ချထားပြီးတော့စစ်ဘေးရှောင်ပြည်သူနှစ်ဦးဆင်းနေလာတဲ့ဆိုင်ကယ်ကိုတားဆီးခဲ့တယ်လို့သိရပါတယ်။စစ်ဘေးရှောင်ပြည်သူနှစ်ဦးကဆိုင်ကယ်ကိုရမ်းမပေးဘဲဆက်လက်မောင်းနှင်သွားရာစစ်တပ်ကလိုက်လံပစ်ခတ်ခဲ့တယ်လို့သိရပါတယ်။အဲဒီနောက်မှာတော့ တီတကူလမ်းပေါ်အရောက်မှာစစ်တပ်ကအမိလိုက်ပါခဲ့ပြီးတော့ဆိုင်ကယ်စီးတင်တဲ့လူနာဦးစလုံးကိုပြစ်တက်တက်ဖြတ်ခဲ့တယ်လို့သိရပါဗျ။အဲ့ဒီနောက်မှာတော့လက်ပြဘုံတစ်လုံးနဲ့လောက်လေးကွာများတွေ့ရှိတယ်ဆိုပြီးတော့သတင်းများကိုလိမ့်လည်ထုတ်ပြန်ခဲ့တယ်လို့သိရပါဗျ။ဆိုင်ကယ်ရံမပေးလို့ဆိုပြီးတော့လိုက်ပြတာပြစ်တက်ခံရတဲ့သူနှောက်ဦးစလုံးကရွှေဘုံမြို့နယ်နှမဆားရဲ့ကျွေးရကနေပြီးတော့စစ်ဘေးရှောင်ပြီးမြို့ပေါ်မှာအင်ငားနေတဲ့သူတွေပါ ပြစ်တက်ခံရပြီးတော့မှသူတို့စီမှာလောက်လေးကွနဲ့လက်ပြဘုံတွေတွေ့တယ်ဆိုပြီးတော့ပတင်းကိုလိန်လဲပြီးတော့ထုတ်တာတကယ်ကတာမန်ပြည်သူတွေပါစစ်ဘေးရှောင်နေကြတာပြစ်ခတ်မှုကြောင့်လမ်းဘေးဝဲရံမှာတွာလာနေသူအမျိုးသားနှစ်ဦးနဲ့ကလေးတဦးလဲခြေထောက်ကိုကြီးစံထိမှန်ခဲ့ပါတယ်လို့ရွှေဘုံမျိုးကပြည်သူတူကရှင်းပြထားပါတယ်စစ်တပ်ကပြည်သူနှစ်ဦးကိုပြစ်တက်ပြီးတဲ့နောက်မှာအလောင်းများကိုတတ်ဆိုင်ရာမိသားစုများထံပြန်လဲပေးအပ်နှံခြင်းမရှိဘဲနဲ့၎င်းတို့ဘာသာအလောင်းကိုဖျောက်ဖျက်ကြိုးပစ်လိုက်ကြတယ်လို့သိရပါတယ်ဒါအပြင် NUG ကာကွယ်ဝင်ကြီးဌာနပြည်သူ့ကာကွယ်တပ်မတော်တောင်ပိုင်းစစ်ဒေသနယ်မြေမှာနိုဗ ెంబ ာလအတွင်းကအကြမ်းဖက်စစ်တပ်ရဲ့တိုက်ခိုက်မှုကြောင့်ပြည်သူ၂ဦးသေဆုံးပြီး၉ဦးဒဏ်ရာရရှိကာပြည်သူ82ဦးကိုမတရားဖမ်းဆီးခံရကြောင်းတောင်ပိုင်းစစ်ဒေသကပြောဆိုထားပါတယ်။တောင်ပိုင်းစစ်ဒေသနယ်မြေမှာနိုဗ ెంబ ာလပထမပတ်အတွင်းအကြမ်းဖက်စစ်တပ်ရဲ့တိုက်ခိုက်မှုကြောင့် ြည်သူနာဦးတေဆုံးပြီးမုံမြုံမှာစစ်တပ်ထောင်ထားတဲ့မြေမြုံပိုင်းနင်းမိပြီးတော့ပြည်သူတို့အပါအဝင်၉ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗျ။ဒါအပြင် အကြမ်းဖက်စစ်တပ်ကပြည်သူ82ဦးကိုမတရားဖမ်းဆီးမှုများလုံဆောင်ခဲ့တယ်လို့သိရပါဗျ။လောင်းလုံးမြို့နယ်မှာလည်းပြည်သူတွေရဲ့နေအိမ်များကိုအကြမ်းဖက်စစ်ကောင်စီတပ်သားတွေကမှွေနှောက်ဖျက်ဆီးပြီးတော့ drone နဲ့ဘုံကျဲတိုက်ခိုက်ခြင်းကြောင့်နေအိမ်များပျက်စီးခဲ့ရတယ်လို့သိရပါဗျ။အလားတူပဲ နိုဗ ెంబ ာလ17ရက်နေ့ကလည်းဘကိုးတိုင်းလေပဒန်းမြို့နယ်အတွင်းမှာရှိတဲ့ညောင်ပင်စင်းကြီးရွာကိုလည်းစစ်တကဝင်ရောက်စီးနှင်းပြီးတော့နေအိမ်အလုံး30ခန်းကိုမိရှုပ်ဖျက်ဆီးခဲ့ကြောင်းတရင်ရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့တောင်းတက်မတော် TNL ထိန်းချုပ်ထားတဲ့ရှမ်းမြောက်ကြောင်မဲမြို့နယ်မိုင်းကောင်မြို့ပေါ်ကိုစစ်ကောင်စီကလေရင်နဲ့ဘုံကျဲတိုက်ခိုက်ခဲ့ပြီးတော့အရသာပြည်သူ၄ဦးဒဏ်ရာရရှိကောင်နေအိမ်၅လုံးထဲမှာပျက်စီးခဲ့ရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဒီကနေ့နိုဝင်ဘာလ18ရက်နေ့မနက်7:00နာရီခွဲဝန်းကျင်မှာမိုင်းကောင်မြို့မန်လုံရက်ကွက်ကိုစစ်ကောင်စီက Jet Fighter လေရင်တစ်စီးနဲ့တစ်ကြိမ်ဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်ပေဆုံးတာတော့မရှိပါဘူးလူ၄ယောက်တော့ထိခိုက်သွားတယ် ်မန်လုံရက်ကွက်မိုင်းကောဘောလုံးခွဲအထက်နားလေးတစ်ချိန်ကျဲချသွားတာလို့မြေပြင်အခြေအနေသိရှိသူတူကပြောဆိုထားပါတယ်ဒီဘုံကျဲတိုက်ခိုက်မှုဟာ မိုင်းကုန်မြို့ကို TNL ထိန်းချုပ်ပြီးတဲ့နောက်စစ်ကောင်စီတပ်ကပထမဆုံးအချိန်ဘုံကျဲတိုက်ခိုက်တာဖြစ်တယ်လို့သိရပါတယ်။စစ်ကောင်ဆောင်မင်းအောင်နိုင်ရဲ့တရုတ်ခီးစဉ်နောက်ပိုင်းမှာတော်လိုင်းရင်အားစုတွေထိန်းချုပ်ထားတဲ့မြို့တွေကိုစစ်ကောင်စီတပ်ကလေကြောင်းကနေဘုံတွေဇက်တိုက်ကျဲချနေတာဖြစ်တယ်လို့သိရပါတယ်။မနေ့ကနိုဝင်ဘာလ16ရက်နေ့ညနေပိုင်းမှာလည်း TNL ထိန်းချုပ်ထားတဲ့နောင်ချုံမြို့နယ်လုံဆန်ကျေးရွာကိုစစ်ကောင်စီတပ်ကလေရင်နဲ့ဘုံကျဲတိုက်ခိုက်ခဲ့ရာကလေးငယ်တအုပ်သေးဆုံးပြီး၃ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ဒါ့အပြင်နိုဝင်ဘာလ12ရက်နေ့မှာလည်း နောင်ချိုမြို့လမ်းဆန်းလက်ဖက်ရေးဆိုင်ကိုစစ်ကောင်စီကလေကြောင်းကနေဘုံကျဲတိုက်ခတ်ခဲ့ပြီးတော့အရသာပြည်သူ71ဦးသေဆုံးက71ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းတိုင်းရေဦးတန့်ဆယ်အဆက်ကိုစစ်ကြောင်းထိုးနေတဲ့အကြမ်းဖက်စစ်တပ်ကဒီကနေ့မနက်ပိုင်းကစတင်ပြီးတော့ကြေးရွာ၅ရွာကိုဇက်တိုက်စစ်ကြောင်းထိုးမိရှုပ်ဖျက်ဆီးနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဒီကနေ့နိုဝင်ဘာလ18ရက်နေ့မနက်9နာရီကအချိန်ကစတင်ပြီးတော့ရေဦးမြို့နယ်မြောက်ချမ်းမှာရှိတဲ့ရွာဘူးကြီးနယ်စီစုံရွာတို့ကိုတပ်ဆွဲထားတဲ့ စစ်ကောင်စီတပ်သားအင်အား180ခန့်ပါတဲ့စစ်ကြောင်းဟာရွာဘူးကြီးရွာဂျိုထင်းရွာကလတ်စင်ရွာမုံတိုင်းပင်ရွာနဲ့စီစုံရွာတို့ကိုဇက်တိုက်စစ်ကြောင်းထိုးပြီးတော့ဝင်ရောက်ပြီးတော့မိရှုဖျက်ဆီးနေခြင်းဖြစ်တယ်လို့သိရပါဗျ။အဲ့ဒီအကြမ်းဖက်စစ်တပ်စစ်ကြောင်းဟာနိုဗင်ဘာလ16ရက်နေ့ကနေစတင်ပြီးတော့ရေဦးမြို့နယ်နဲ့တန့်ဆယ်မြို့နယ်အဆက်မှာရှိတဲ့ကျေးရွာများကိုဇက်တိုက်စစ်ကြောင်းထိုးဝင်ရောက်လာခြင်းဖြစ်ပြီးတော့ကျေးရွာ၁၀ရွာကျော်က ပြည်သူ9000ကျော်ဟာဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေရခြင်းဖြစ်တယ်လို့သိရပါဗျ။ရေဦးနဲ့တန့်ဆဲနေဆက်ကကြေးရွာ3ရွာကိုဒီကနေ့မနက်ပိုင်းမှာစစ်ခွေးစစ်ကြောင်းကမိရှုဖြတ်စည်းနေတယ်။အခုလဲကြေးရွာ2ရွာကိုထပ်ပြီးတော့မိရှုနေတယ်။ခွေးစစ်ကြောင်းကဇက်တိုက်စစ်ကြောင်းထိုးလာတာပြည်သူတွေလည်းထွက်ပြေးနေရတာမနေဘူး။စစ်ရှောင်းအရေအတွက်ကပိုးနိုင်တယ်။ဖမ်းဆီးခံရတဲ့ပြည်သူတွေမရှိတော့အတိမပြုတ်နိုင်သေးဘူး။ခွေးစစ်ကြောင်းကအင်အားများတော့တပ်ဖြန့်ထားတယ်။ရွာနာကိုကတ်လို့မရဘူးလို့ရေဦးအခြေပြု People's Defense Comrade ပြန်ကြားရေးတာဝန်ခံထူးခန့်စော်အမေသားကပြောဆိုထားပါတယ်။ဒါအပြင် ်မနေ့ကညပိုင်းကလည်းတန့်ဆယ်မြို့နယ်အတွင်းမှာရှိတဲ့လူဝင်အား90ပါတဲ့စစ်တပ်စစ်ကြောင်းကလည်းခပောင်းကြိုင်ရွာကိုဝင်းရောက်စီးနေပြီးတော့မိရှုပ်ဖျက်ဆီးခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတိုင်းနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီးရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ